Oppo Find X8 Ultra ဖုန်းကင်မရာလို့ခေါ်ရမလားဒါမှမဟုတ်ကင်မရာဖုန်းလို့ခေါ်ရမလားလက်ရှိ market ထဲမှာကြည့်မယ်ဆိုရင် top level camera smartphone ၃လုံးတွင်းမြင်ရတာမျိုးရှိပါတယ် Xiaomi 15 Ultra, Vivo X200 Pro နဲ့ Oppo Find X8 Ultra ဇိုင်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ကျောဘက်အချမ်းမာဒီရဲ့ circular camera setup တွေ့မြင်ရတာမျိုးရှိပါတယ်ကင်မရာ၅လုံးထည့်ထားပေးတာမျိုးရှိပါတယ်စိတ်ဝင်စားစရာကောင်းတာကလုံးဝ flagship camera setup သုံးထားပေးတော့လေပေါ့ဗျာသူရဲ့ camera bank ကိုကြည့်ရမယ်ဆိုရင်တအားထူတာမျိုးမရှိပါဘူး camera bank သေးတာမျိုးရှိပါတယ်ဥမာ Xiaomi 15 Ultra ရဲ့ camera bank နဲ့ရှင်လိုက်မယ်ဆိုရင်ဒီကောင်ပါတာမျိုးရှိပါတယ်ရှေ့ဘက်အချမ်းမာကြည့်မယ်ဆိုရင်တော့ center pencil selfie camera setup ကိုတွေ့မြင်ရတာမျိုးရှိပါတယ်ဒီဇိုင်းကတော့တကယ်ကျွန်တော် personal choice ပေါ်မှာလည်းမူတည်တာမျိုးရှိပါတယ်နောက်တစ်ခုဒီဇိုင်းမှာပဲကြည့်ရမယ်ဆိုရင် LED slider တွေပါတယ်ဖြုတ်လိုက်ပြီး ဖြစ်ပါတယ် quick button တွေးမြင်ရတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ camera button ကိုလည်းတွေးမြင်ရတာမျိုးရှိပါတယ်ဒါနဲ့ပတ်သက်ပြီးကျွန်တော်လည်းနည်းနည်းရှေ့မှပြောပါမယ်ဗျ display နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့6.82 inch ရှိတဲ့ quad hd plus ltpo 120hz hdr 10 plus flat display ကိုတွေးမြင်ရတာမျိုးရှိပါတယ် Hybridus Mo HBM ကတော့1600 nits ပဲဖြစ်ပါတယ် Peak brightness ကိုကြည့်ရမယ်ဆိုရင်တော့2500 nits အထိသွားနိုင်တာမျိုးရှိပါတယ် Bezel ကိုကြည့်ရမယ်ဆိုရင်တော့တော်တော်လေးကိုတည်ရမျိုးရှိပါတယ် Flagship ဆိုတဲ့အတိုင်းပဲ Display နဲ့ပတ်သက်ပြီးမှတော့ဘာမှပြောစရာမလိုပါဘူးပြည့် Performance နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် Flagship Performance ရရှိမှာဖြစ်ပါတယ် Qualcomm Snapdragon 8 Elite မြန်မာမျိုးရှိပါတယ် RAM 1250 RAM 16512နဲ့ RAM 16TB ဆိုမှ Variant 3ခုထွက်ထားတာမျိုးရှိပါတယ် RAM type ကိုကြည့်ရမယ်ဆိုရင် LPDDR5 base RAM အသုံးပြုထားပေးတာမျိုးရှိပါတယ် Storage type ကိုကြည့်ရမယ် ယ်ဆိုတော့ UFS 4.0နဲ့လာတာမျိုးရှိပါတယ် performance နဲ့ပတ်သက်ပြီးမှတော့ trade တူဘာမှပြောစရာမလိုပါဘူးဗျ8 elite 3ကတော့ game နေရာလည်းလုံးဝ heavy game နဲ့ AC solo ရမှာဖြစ်ပါတယ်လုံးဝ share performance ရရှိမှာဖြစ်ပါတယ်နောက်တစ်ခုဒီ phone ရဲ့အဓိကပေါ့ဗျာ special highlight feature ကိုပြောရမယ်ဆိုတော့သူ့ရဲ့ camera setup ပဲဖြစ်ပါတယ်ကျိုးပဲ့ချမ်းမှကြည့်မယ်ဆိုရင်ဒီရဲ့ပေါ့ဗျာ circular camera setup တွေ့မြင်ရတာမျိုးရှိပါတယ် camera စုစုပေါင်း၅လုံးတွေ့မြင်ရတာမျိုးရှိပါတယ် main camera ကိုကြည့်ရမယ်ဆိုတော့50 megapixel 1 inch camera ပဲဖြစ်ပါတယ် OIS support လုပ်ပါတယ်နောက်တစ်ခုကတော့50 megapixel ultra wide camera နောက်တစ်ခုကတော့50 megapixel 3x telephoto camera OIS support လုပ်ပါတယ်နောက်တစ်ခုကတော့50 megapixel 6x periscope camera OIS support လုပ်ပါတယ်နောက်တစ်ခု camera နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ 2MP ဒီရဲ့ chroma camera ကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဒီရဲ့ chroma camera ကဘာလို့လဲဆိုတော့ mesia ရှိပါတယ်အယိုးရှင်းဆုံးပြောရမယ်ဆိုတော့ပုံရိုက်တဲ့အခါ color ပိုင်းနဲ့ပတ်သက်ပြီးမှပုံကြီးမှကျော်ကောင်းအောင်လုပ်ပေးတာမျိုးရှိပါတယ် ဗီဒီယိုနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ lens အားလုံးနဲ့ 4K 60fps ရိုက်လို့ရပါတယ် 1.3x ကိုကြည့်ရမယ်ဆိုတော့ 4K 120fps တရိုက်လို့ရတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ tele macro တွေ့မြင်ရမှာဖြစ်ပါတယ် 3.6x periscope ကိုသုံးပြီးမှအဝေးရရှိတဲ့ object တွေကိုလည်း macro shot ရိုက်လို့ရတာမျိုးရှိပါတယ် ကင်မရာနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ဘတ်တန်အသစ်တစ်ခုတွေ့မြင်ရတာမျိုးရှိပါတယ်ဒါတော့တကယ်စင်းတို့ကိုယ်တိုင်ပြောကြည့်ကြည့်ပါ inspiration လားဒါမှမဟုတ်ကျော် copy လားပေါ့ဗျာ Apple လို့ပုံစံတည်းရဲ့ capture button ကိုတွေ့မြင်ရတာမျိုးရှိပါတယ်ကင်မရာတွေဘာတွေဖွင့်ချင်နေဆိုရင်ဒီကောင်းနေမှာတစ်ခါလေးဖွင့်လို့ရတာမျိုးရှိပါတယ် zoom နေပါလေဒီကောင်းနေပေါ့ဗျာလှုပ်လို့ရတာမျိုးရှိပါတယ်ဒါတော့ကျွန်တော် Oppo ရဲ့ camera button မျိုးဖြစ်ပါတယ်တကယ်စင်းတို့ဒါနဲ့ပတ်သက်ပြီးမှဘလို့မြင်လဲပေါ့ဗျာနောက်တစ်ခုက quick button ကိုလည်းတွေ့မြင်ရတာမျိုးရှိပါတယ်ဒီပုံစံအနေထားကိုလည်းကြည့်ကြည့်ပါ action button လို့ပုံစံတွေ့မြင်ရတာမျိုးရှိပါတယ်ဒါတော့ကျွန်တော် inspiration လို့ထင်လား copy လို့ထင်လားပေါ့ဗျာတကယ်စင်းတို့ comment ်းမှမျှဝေပေးသွားလို့ရပါတယ်ဗျာ ဒီမှာကျွန်တော်ကင်မရာနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ဒီဖုန်းရဲ့ပေါ့ဗျာကင်မရာ sample လေးကျွန်တော်ကတော့ video ပေါင်းများစွာကြည့်ပြီးသွားပြီဖြစ်ပါတယ်ဒီမှာကြည့်ရမယ်ဆိုရင်လုံးဝ share ပဲဖြစ်ပါတယ်ဒီမှာကျွန်တော်ဖုန်းကင်မရာလို့ပဲပြောရမလားဒါမှမဟုတ်ကျွန်တော်ကင်မရာဖုန်းလို့ပဲပြောရမလားပေါ့ဗျာတော်တော်လေးကိုမိုက်တာမျိုးရှိပါတယ်နောက်တစ်ခု selfie ကင်မရာနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ 32megapixel selfie ကင်မရာတွေ့မြင်ရတာမျိုးရှိပါတယ် 4K 60fps ဒီ video ရိုက်လို့ရတာမျိုးရှိပါတယ်ကင်မရာနဲ့ပတ်သက်ပြီးမှာတော့ငယ်ချင်းတို့ကိုယ်တိုင်ပေါ့ဗျာတကယ်ကျ Oppo Find X Ultra ကင်မရာ review တွေကြည့်ကြည့်ပါ comparison တွေကြည့်ကြည့်ပါသူရဲ့ reset တွေကြည့်ကြည့်ပါငယ်ချင်းအားလုံး ုံးအနေနဲ့တက်ချမယ်ဆိုတာတော့သိကြပါရဗျာနောက်တစ်ခု battery နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့6100 silicon carbon battery တွေးမိရတာမျိုးရှိပါတယ်100 watt fast charging support လုပ်ပါတယ်50 watt wireless charging support လုပ်ပါတယ်10 watt or reverse wireless charging support လုပ်တာမျိုးရှိပါတယ် OS နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ Android 15ကိုအခြေခံထားတဲ့ color OS 15ကိုတွေးမိရတာမျိုးရှိပါတယ်တခြား feature တွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ ultrasonic fingerprint scanner တွေးမိရမှာဖြစ်ပါတယ် stereo speaker setup တွေးမိရမှာဖြစ်ပါတယ် IR blaster တွေးမိရမှာဖြစ်ပါတယ် IP68 69 rating တွေးမိရမှာဖြစ်ပါတယ် နောက်တစ်ခုကတော့ mic လေးလုံးတွေ့မြင်ရမှာဖြစ်ပါတယ်ဒီအချိန် Oppo Find X8 Ultra ကိုကြည့်ရမယ်ဆိုတော့ lower complete package လို့ပုံစံတွေ့မြင်ရတာမျိုးရှိပါတယ်ဒီမှာကျတော့မြန်မာ official ဝင်လာဖို့ရှိလားမရှိဘူးလားဘယ်စီနဲ့ဝင်လာမလဲဒါတော့ဘာမှ confirm မရှိပါဘူးဗျဒါဆိုရင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာတကယ်ချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလိုဗီဒီယိုကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးကိုလည်းကျွန်တော်ထုတ်ပြန်ကျေးဇူးတင်ရှိပါတယ်ဗျာ